ရခိုင်ပြည်ကြောက်တော်မြို့နယ်ကနေရာတစ်ခုကိုစစ်ကောင်စီကဒီနေ့နဲ့နောက်ပိုင်းကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရဲသားရှာဦးတည်ဆုံပြီးတော့၁၀ဦးတန်းရရှိခဲ့ပါတယ်။ဒီနေ့နဲ့နဲ့၁၀:၄၀မိနစ်ခန့်မှာကြောက်တော်မြို့နယ်ကြောင်ဖူကြီးရော်ကိုပေါင်900ပုံတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ဒန်ဆောက်တောင်တန်းအရှိဘက်ကသုံးခွန်ခွန်အမြတ်တရင်ဟောင်းအနီးကိုလည်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီပုံကျဲမှုကြောင့်ကြောင်ဖူကြီးရော်ကအမျိုးသမီး9ဦးနဲ့အမျိုးသား2ဦးတည်ဆုံခဲ့ပြီးတော့အမျိုးသမီး9ဦးနဲ့အမျိုးသား3ဦးတန်းရရှိခဲ့ပါတယ်။လက်ရှိမှာ ကြောက်ကြုံမြို့နယ်အတွင်းဘုံကျဲတိုက်ခိုက်ခံရတဲ့ကြောင်ဖိုကြီးော်နီကကောက်ကြိုက်အောင်စရာဘရဝါဘူမင်းစားတဲ့ကြီးော်သားတွေဟာလည်းစိုးရိမ်နေကြတယ်လို့ပြောပါတယ်စစ်ကောင်စီဟာရခိုင်ဒေသကအရဲသားတွေနေထိုင်ရာမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေကြကြောင်းအရဲသားထိခိုက်ဒေဆုံးမှုတွေတိုးလာနေပါတယ်အခုလိုအရဲသားတွေနေထိုင်ရာကြီးော်တွေကိုလေကြောင်းတိုက်ခိုက်တာစစ်ကောင်စီကစစ်ရာဇဝမှုတွေကိုကျူးလွန်နေတာဖြစ်တယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေကဝေဖန်ပါတယ် နိုင်ငံတကာကထရုတ်စွာအရေးယူဖို့ဆိုတဲ့ဟာလေအဲဒီလူကတော့ဒီကျွန်တော်စစ်ကောက်စီကတော့ဟိုဘသူပဲပြောပြောဘာပဲအဲသူ့ကိုဝင်ပြီးတော့ဒီတင့်ကျက်ပဲတင့်ကျက်သူကဒီဟာကိုဆက်ပြီးတော့လုံးနေမှာပဲဒီလိုလုံးနေမယ်ဆိုလို့ရှိရင်ဒီပြည်သူတွေတော်တော်နင်းနေတဲ့အပြည်ကိုနောက်လာမဲ့ဒီအနာကက်ခြေပွင့်ကလေးတွေနည်းနည်းတော်တော်လေးကိုဆုံးရှုံးမှုတွေပဲဖြစ်တယ်ဒီဟာတွေကို ကျွန်တော်အရေးကြီးမယ်လို့ရှိရင်လေကျွန်တော်တို့နိုင်ငံတကာဥပဒေအရနေပြီးတော့ကျွန်တော် ICC တို့ ICC တို့စီတို့ကိုနေပြီးတော့ကျွန်တော်တရားဆွေးတည်ပြီးတော့ဒီတစ်တစ်ရောက်ပတ်တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့နေပြီးတော့တရားဆွေးနွေးရတော့ဟိုပြင်နိုင်မယ်ထင်ပါတယ်နောက်တစ်ခါဒီဟာကိုကုလသမဂ္ဂလည်းဒီကလေးစင်ငင်နဲ့ပတ်သက်လို့အဖွဲ့အစည်းတွေပါတယ်ရှိတယ်ကျောက်သားလူငင်နဲ့ပတ်သက်လို့ဒီအဖွဲ့အစည်းတွေရှိတယ်ဒီအဖွဲ့အစည်းကလည်းကျက်မဲ့ပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ဒါ အဲဖဲကြောက်တာအလိုမျိုးဒီစေဆုံးတော့ပြပါလိမ့်မယ်လို့ထင်ပါတယ်အခုလနိုဝင်ဘာလအတွင်းကစစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေရောရခိုင်မှာကလေးငယ်အပါဝင်32ဦးသေဆုံးပြီးတော့44ဦးဒဏ်ရာရရှိခဲ့တယ်လို့ DMG ကကြောက်ယူထားတဲ့စီးရင်တွေအရသိရပါတယ်အရခတ်တက်တော်နဲ့မဟာမိတ်တွေဖြစ်ကြတယ်ကိုကန်တက်နဲ့တအောင်တက်တွေထိန်းချုပ်ရာရှမ်းမြောက်ဒေသမှာပြစ်ခတ်ရဆဲထားတဲ့စစ်ကောင်စီဟာရခိုင်ဒေသအတွင်းစစ်ရေးတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်လာနေရကြောင်းပြည်သူတွေကိုစစ်ရေးသတိရှိရဖို့အရခတ်တက်တော်ကတိုက်တွန်းထားပါတယ်